မြကြီးနားနဲ့လိုင်ဇာမျိုးတို့ဆက်သွယ်ထားတဲ့ကားလမ်းမကြီးကိုမြမတက်မတော်က9နှစ်ကျော်ကြာပိတ်ထားတာကြောင့်လိုင်ဇာမျိုးကန်တွေတွာလာရခက်ခဲနေပါတယ်ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်ကချင်ပြည်နယ်ရဲ့မြို့တော်မြကြီးနားနဲ့မြမတရုတ်နိုင်ငံနယ်ဆက်ကလိုင်ဇာမျိုးတို့ဆက်သွယ်ထားတဲ့ကားလမ်းကိုမြမတက်မတော်ကတွာလာခွင့်ကိုစစ်ပွဲစတင်ဖြစ်ပွားချိန်2017ခုနှစ်ဇွန်လ9ရက်နေ့ကလေးကပိတ်ထားတာကြောင့်လိုင်ဇာမျိုးကန်တွေတွာရေးလာရေးမှာခက်ခဲနေတာပါ အခုကတော့ဒီမြစ်နားလိုက်စာလမ်းကမပေါက်တော့ဘူး။လကြရံဒီဘက်ကနေဝင်တယ်အရင်တော့အဲ့ဘက်နဲ့လမ်းပေါက်တယ်။အခုတော့အဲ့ဒါပိတ်တာတော်တော်ကြာပြီစစ်ဖြစ်ကြတဲ့နဲ့ပိတ်သွားတာဟုတ်တယ်။အဲလမ်းပန်းဆက်တွေရဲ့လဲအခုကျတော့အဆက်တွေပြတ်နေတဲ့အခါကျတော့နီးရက်နဲ့ဝဲတဲ့နေရာမှာတွားတွားရတာပေါ့နော်။လမ်းပွင့်စဉ်ကလိုက်စာကနေမြစ်နားတွားရင်နှစ်နာရီကျော်လောက်တာ ကားစီးရပါတယ်။အခုလမ်းပိတ်ထားတဲ့အတွက်မြစ်ချီနာကိုတနေကုန်ကားစီးမရောက်တယ်လို့လဲဆိုပါတယ်။ အဲ့လမ်းပွင့်နေဆိုရင်မြကျင်းသားနဲ့ဒီရိုးစာဆိုလိုင်စာနဲ့ဆိုဘယ်လောက်လောက်ပဲသွားရလဲနှစ်နာရီခဲလောက်ပဲနှစ်နာရီခဲ၃နာရီပေါ့ခုမှဗန်ကားရှိတယ်ဆိုရင်နှစ်နာရီနဲ့နှစ်နာရီခဲကြတယ်ဟိုင်လိုက်တော့ရှိတယ်ဆိုရင်ဒီမှာတစ်ခေါက်နောက်မှာတစ်ခေါက်နားပေါ့လမ်းမှာသမင်းစားရှိ၃နာရီ၃နာရီခဲပေါ့နားလုံးဆိုနည်းနည်းလေးပဲဒီရသွားရင်ကျမတို့နာရီဝက်တောင်မကြဘူးဒါမဲ့အခုတော့နားလုံးအထစ်ဆုံး၁၇နာရီလောက်ကားရှိရတယ်မြစ်တနာသွားတယ်ဆိုရင်မနက်၄နာရီလောက်ရှိရတယ်ပေါ့ည၉နာရီမှမြစ်တနာရောက်တယ် မျက်နှာလည်းလိုင်းလဲအဲ့လိုပဲပေါ့နော်အခြေအနေကတော့အများကြီးကွာသွားတယ်လို့အရှင်လန်းဟောင်းကိုအသုံးပြုပြီးလိုင်စာကနေမျက်ကြီးနာသွားရင်ကားက2500ကျပ်တာကုန်ကြပါတယ်အခုကွေ့ရှောင်းမောင်းနေရတဲ့အတွက်လိုင်စာမျက်ကြီးနာကားကဟာ9000ကျော်6000လောက်ပေးနေရပါတယ်2000ဆိုရင်မျက်ကြီးနာရောက်တယ်လေဘောမောမျက်ကြီးနာကအခုဆိုရင်9000 6000ဟိုရင်လားစာဖြစ်ကစားဆိုရင်6000အခုဆို9000 အခု9000ဆိုတာတယုတ်ပြည်ကနေပတ်ရတာလေဒီလိုက်စာဘုံမော်လန်းမဖွင့်ဘူးဆိုတော့တယုတ်ပြည်ကနေမြင်းချမ်းလွယ်ကျဲဘက်ကနေတော့ခကြီးကအယံဝေးရလေလွယ်ကျဲကနေပြီးမှတဆင်အဲ့လိုပဲပြန်သွားတာခါတိုင်းဒီက2000တန်းကနေခု9000 6000ရှိမှလူတယောက်ပြန်သွားဆိုမြကြီးနာရောက်ဖို့ဆိုရင်တသိန်းခွဲလောက်ရှိမှသွားလို့ရတယ် မြန်မာဘက်ခြမ်းကလမ်းတွေပိတ်ထားတဲ့အတွက်အဆအဆအရာရာတရုတ်နိုင်ငံကိုပဲအားကိုးနေရတယ်လို့လည်းအခုလိုပြောပါတယ်။လမ်းမဖွင့်တော့တချို့ကိစ္စတွေကျမ်းမာရေးနဲ့တည်ရှိရင်ဖြစ်တဲ့ဟာတွေဆိုရင်ဒါကခက်ခဲဖြစ်တာလေ။သွားလာတာဟိုတော်တော်အားဆိုရင်အဲ့လိုမွေးနုနာမွေးကလေးမွေးလူနာကြီးပါလေဆိုရင်အသက်အန္တရာယ်ကြီးတောင်အဲ့လိုမျိုးကြုံရတာလေလမ်းမဖွင့်တော့ကြတာ။ အခုဆိုရင်အဲ့လိုမျိုးစားဝတ်နေဆိုလေနော်ဟင်းချက်တာကြီးပါဆိုလေတရုတ်တရုတ်ပဲမိကိုပြီးစားနေရတာဟိုဘက်ကမ်းမှာဒီပမော်မြကြီးနာလမ်းမဖွင့်တော့အဆင်မပြေဘူးဒီလမ်းကိုအသုံးပြုပြီးဒေတာတွင်ကူတန်းရောက်ဝယ်ရေးအပြင်ပြည်သူလူထုတွေရဲ့ကျန်းမာရေးလူမှုရေးအတွက်ပါအသုံးပြုနေရတဲ့လမ်းဖြစ်ပါတယ်ဒါကြောင့်လိုင်စာမြကြီးနာလမ်းကိုဒေတာကန်ပြည်သူတွေကပြန်လည်ဖွင့်လှစ်ပေးဖို့လိုလားနေကြပါတယ်ကျွန်တော်ခွန်စော်ဦးပါ